အေးမြချီနေတဲ့ခံစားမှုအသက်ကြိုက်တယ်။ညောင်းညာနေတဲ့မျက်လုံးအတွက် Viro Toku မြန်မာနိုင်ငံရုပ်ကြည်အစည်းအရုံးမိသားစုရဲ့၁၄ကြိမ်မြောက်မဟာဘုံကနေသင်္ကန်းစက္ကန့်လူရန်ပွဲကိုတော့ကဘာကြီးဆွေတော်လမ်းမှာရှိတဲ့ကလေးဝတောရစာသင်တိုက်မှာပြုလုပ်ခဲ့တာပါမနေ့ကလည်းကလေးဝတောရစာသင်တိုက်မှာပဲပြုလုပ်ခဲ့တာဖြစ်ပြီးဒီနေ့မှာတော့ဘုံကြီးကျောင်းဆက်ချစ်ကျောင်းကိုဖိပြီးလူပွဲပစ္စည်းနဲ့ဝတ္ထုငွေစုစုပေါင်းတန်ဖိုး153သိန်းကိုလူရန်ခဲ့ကြတာပါမနေ့ကလည်းဒီကလေးဝကျောင်းထဲမှာပဲလုပ်ဖြစ်ပါတယ်ဒီနေ့မှာတော့ပင့်နဲ့ဘုံကြီးကျောင်း18ကျောင်းပင့်ပြီးတော့စုစုပေါင်း လူရန်တဲ့ဝိထုငွေရောလူွယ်ပစ္စည်းရော အားလုံးပေါင်း135သိန်းလောက်လူရန်နိုင်ခဲ့ပါတယ်။ဘုရားဘာသာဝင်နိုင်ဘုရားဘာသာသဘာတည်သေးအတွက်ရှိဖို့ဆိုတာအခုလိုဘုရားခေါ်တိုင်းဖွင့်ပြခဲ့တဲ့အခုလိုသာသနာရေးဆိုင်ရာဇူးရပဲပြောပြောဓလိထုံနံပဲပြောပြောဒါတွေကိုကိုသားစဉ်မြေဆက်နောက်လာနောက်သားတွေကိုလက်စင်ကန်ဆဲဆောင်ချဖို့ဒီနေရာပြောတင်ပါတယ်။ဘာလို့လဲဆိုတော့နောက်ပိုင်းလူငယ်တွေအနေနဲ့ ပျော်ပွဲရှင်ပွဲတွေကိုပို့ပြီးတော့အာယုံဆက်ပြီးအခုလိုဗုဒ္ဓဘာသာရဲ့အနှစ်သာရရှိတဲ့ပွဲတော်တွေကိုမတိချတော့လို့ပါလူပညာလောကကိုအပြာသေးခင်ကပြန်ရောက်လာခဲ့တဲ့ဥက္ကမင်းမောင်ကတော့ရှင်းနေကြမှာမှပြန်ပြီးတက်ရောက်ခဲ့တဲ့ရုပ်ချင်းစည်းရုံးကထိန်ပွဲမှာလူအားရောငွေအားပါပါဝင်ခဲ့သူပါကျွန်တော်ရုပ်ချင်းစည်းရုံးရဲ့ကထိန်ပွဲပေါ့နော်အခုမရောက်ဖြစ်တာဆိုနှစ်တွေတော်တော်ကြာသွားပြီကျွန်တော်လူပညာလောကကနေထွက်သွားပြီးရဲ့ အချိန်၈နှစ်ကျော်ပေါ့ခုကဒါပထမဆုံးအနေနဲ့ရုပ်ရှင်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့အတူတူပါဝင်ပြီးတော့လောက်သွားလူအောင်ဝေအောင်ပြန်လည်ပါဝင်ဖြစ်တာပါခင်ဗျာရုပ်ရှင်စီယုံက UCB လုတ်တဲ့ကထိန်ပွဲမှာအားလုံးတက်တက်ကြွကြွပါဝင်စေခြင်းတယ်လို့တရုတ်ဆောင်ဂုံးဘုံကြီးကဆိုပါတယ်မင်းသားမင်းသမီးဇပ်ပုဇက်ရန်တော်တော်များများမလာခဲ့လို့လည်းစိတ်မကောင်းဖြစ်နေပါတယ်။အဲရုပ်ရှင်အစည်းအဝေးအစည်းအဝေးသားတွေအားလုံးပေါ့နော်။ ဟိုအခုလိုစီယုံကနေဦးစီးပြီးလုပ်တဲ့ကထေကြီးမှဆိုလို့ရှိရင်တော့တက်တက်ကြွကြွနဲ့ပါဝင်နေကြတယ်ပေါ့ကွယ်ဒီနေ့ဟိုကျူးကြတာလေးတွေကဘာလဲဆိုတော့ဟိုတိတ်ပြီးတော့မင်းသားမင်းမီးလည်းမလာကြဘူးကွယ်ဇက်ဖို့ဇက်ရံနေလည်းမလာကြဘူးအဲ့ဒါလေးတခုကိုတော့ဒီဒီကုန်းတော့အနေနဲ့ကတော့ဝင်းတဲမိတယ်ပေါ့နော်အေးအဲ့ဒါကွာတော့ရှိတာပဲအဲ့ဒါ